အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝါရီတီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူအောင်တူဝန်ရေးသားထားတဲ့တပြေးပြေးစောင့်တဲ့ဘလူးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသစ်တွေတင်နိုင်မှလည်းသိရှိနိုင်မှု notification ပဲလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကဲရောက်ပြီသမီးရေဟောရီအိမ်မယ်အိမ်ကြီးရတော့မစိုးဘူးဒါပေမဲ့ကြည့်ရတာကြောချမ်းစရာကြီး ဟောသမီးရဲ့အမေတို့မှာပတ်စံပေါပေါများများမရှိဘူးလေဒါကြောင့်ဈေးသေးတဲ့အိမ်ကိုပဲငှားရတာပေါ့လောလောဆယ်နေလို့ထိုင်လို့ရတာဒီမဲ့ကံကောင်းတယ်လို့ပြောရမယ်နောက်တော့အဆင်ပြေသွားမှာပါလာလာအိမ်ထဲဝင်ရအောင်ဟုတ်အမေဒေါခင်ကျွဲလဲအဝေးထုတ်ကိုဆွဲကအိမ်ထဲကိုဝင်လာခဲ့လေတယ်သမီးဖြစ်သူမယူခံလဲမိခင်နောက်မှဝင်လာခဲ့တယ်ဒေါခင်ကျဲတို့တာမီနေရောက်လောင်းကစားကြောင့်အကျွေးတွေတင်ခဲ့လေတယ်။အဲဒါကြောင့်အိမ်ထဲဝိုင်းကိုအတူနဲ့ သူတို့ဘာထံမှာပေါင်ခဲ့ရတယ်။အိမ်ဝန်းတစ်ခုလောအပေါင်ခံထားရပြီမဲ့လောင်ကစားလုပ်ခြင်းကိုရက်တက်မသွားခဲ့ပေ။အခုပေါင်နှံထားတဲ့အိမ်ထဲဝိုင်းကိုပြန်မရွေးနိုင်လို့အိမ်မော်မဆင်းနာခဲ့ရခြင်းဖြစ်ပါတယ်။လက်ထဲရှိရငွေလေးနဲ့တခြားရက်ွက်ကိုအိမ်ငါဘဝနဲ့ပြောင်းရွှေ့လာကြခြင်းဖြစ်တယ်။ဒေါခင်ကျွဲနဲ့မယူခိုင်တို့သားမီးနှစ်ယောက်လည်းပါလာတဲ့အဝတ်တွေကိုနေရာတကြားခောက်ထားလိုက်တယ်။တမီးရဲ့အိမ်တစ်ခုလုံးလဲဖုန်နေနဲ့ပင့်ကူမြင်နေပြီပဲ။အဲ့ဒါတွေအရင်ရှင်းရအောင်။ဟုတ်အမေ။ ဟိုမှာတမြန်စီးရှိရဲ့။တမီးကကြမ်းမြင့်တွေပေါ်လှဲလိုက်။အမီးကပင့်ကူအိမ်နေရှင်းလိုက်မယ်။မယူခိုင်လည်းမိဖို့ကြောင့်တပင်မှာရှိရဲ့တပြက်စီးကိုယူကကြမ်းမြင့်မှာရှိနေတဲ့ဖုန်နဲ့အမအနေငယ်ကိုလှဲကျင်းလိုက်တော့တယ်။ဒေါခင်ကျွေးရတော့လန်လန်မိသည်မပင့်ကူအိမ်တွေကိုဖယ်ရှားနေရတယ်။တမန်တန်ခင်းလုံးအိမ်တန်ရှင်းရေးလုပ်ပြီးမှအနားယူနိုင်ကြတော့တယ်။အမေတအိမ်လုံးလည်းတန်ရှင်းရေးလုပ်ပြီးပြီ။ဘိုင်လဲစာနေပြီ။ဘာမှမချက်သေးဘူးအမေ။ဒီနေ့တော့မချက်တော့ဘူးသမီးရဲ့ လမ်းထိပ်ကဆိုင်ရပဲဝယ်စားကြတာပေါ့အိမ်နောက်သားမီးနှစ်ယောက်အိမ်မထွက်လာပြီးထမင်းဆိုင်မှာနေလေစားစားလိုက်ကြလေတယ်စားပြီးရနဲ့အိမ်ပြန်လာခဲ့ကြတယ်ဟာအမေခုမှကြည့်မိရဲ့ဟိုမှာတပြေပင်လေးစိုက်ထားပါလားအညိုလေးတွေကိုရဲနေရပဲအဲ့ဒါအိမ်မရှင်မတူတူစိုက်ခဲ့တာတဲ့အဲ့ဒီတပြေပင်မှာအဆောင်ရှိတယ်ဆိုပြီးမတူတူပြောမှုတယ်အပင်ကိုလည်းမခုတ်ရအောင်ဂါးကိုလည်းမချိုးမဖက်ရအောင်တဲ့အပင်ဆောင်တဲ့ပုပ်ကူကမကြိုက်ဘူးရဲ့လေဟွန်း အမေကလည်းဒေါ်တူတူကသူ့ဆိုင်ထားတဲ့ပင်ကိုနှမျောလို့ပြောတာဖြစ်မှာပါအမေရဲ့ဘလို့လို့ပြီးဒီပင်တိတိလေးမှာအဆောက်အအုံနေမှာတော့နေမဲနေအပင်ကြီးရေမှာပဲနေမှာပေါ့အဲ့တော့အမေလည်းမသိဘူးလေမတူတူပြောပြလို့အမေလည်းတမီးကိုပြန်ပြောပြတာလာအိမ်ထဲဝင်ရအောင်ညာ9နာရီခန့်ရောက်တော့တမီးနေရအိယာဝင်ခဲ့ကြတယ်မနမိုးလေးတော့ဒေါခင်ကျွဲဈေးသွားရင်ပြင်ဆင်နေရတယ်အမေဈေးသွားရင်ဖျားပန်းလေးဝယ်ခဲ့ပါအောင်အေးအေးတမီးအမေဝယ်ခဲ့မယ် နိုင်ပိုင်းခန့်ကြမှာတော့ဒေါခင်ကျွဲဈေးရပြန်ရောက်လာတော့တယ်။အမေတမီးမလိုက်တဲ့ဖះပန်းလေးပါမလာအောင်။ဟုတ်တော့အမေလည်းကြပြကြရနဲ့မိလာလိုက်တာ။မနှဲပြန်မဝယ်ပြီးကက်လိုက်မယ်တမီးရဲ့။အမေတို့ကတော့ဒါလေးမှတော့မိနေရတယ်လို့။တမီးရဲ့အမေကအသက်ကြီးပြီလေ။အရင်ကလိုတော့ဘယ်မှတ်ထားနိုင်တော့ပါ့မလဲ။အမမရှိတော့လေရှိရဲ့ပန်းမဲကက်ရမှာပေါ့။ကဲအမေချက်စရာရှိရာချက်လိုက်အောင်မယ်။တမီးလည်းအဝိပေတွေပါရှိရင်လျှော်လိုက်အောင်။ စောပါသေးရဲ့အမေရဲ့နေမြင့်မှရှောင်းလိုက်ပါမယ်။အေးပါ။ညီရညီလှုပ်ချင်သလိုသာလှုပ်တော့ငါတော့ချက်ပြုတ်လိုက်အောင်မယ်။ဘာတွေဝယ်လာခဲ့လဲအမေ။ကြက်သားလေးနဲ့အာလူဝယ်လာတယ်။ရောချက်မလို့လေ။ကောင်းတယ်အမေရှဲပဲတမီးကြိုက်ဖို့အဓိကပါပဲဒေါခင်ကျွဲလဲမိဖို့ကြောင့်လည်းကိုဝင်သွားလိမ့်တယ်မယူခိုင်ကတော့အိမ်ထဲမှာထွက်ကခြံထဲလမ်းလျှောက်နေတယ်ဟာတပြေးပြေးမှာအညွတ်နေရဲနေရပဲဖျားပန်းအိုးထိုးလို့ရတဲ့ဟောင်းငါလဲအုံနောက်ပါပဲမယူခိုင်ကအိမ်ထဲဝင်က ကကြီးတလက်ကိုယူလာခဲ့တော့တယ်။အိမ်နောက်တပြေးပြေးမှတပြေးညို့အကိုင်းခတ်တွေကိုကကြီးနဲ့ပြတ်လိုက်တော့တယ်။သမီးကကြီးကဘာလို့ဖို့ယူသွားရလဲ။ဖျားစင်မှာဖျားပန်းမရှိရနဲ့။ခြံထဲရတပြေးပြေးရတပြေးညို့ကိုညှက်ပြီးဖျားပန်းကတ်မလို့လေ။ဟွန်းညှက်ပြီးပြီလား။အင်းပြီးပြီလေ။ဒုက္ခပါပဲသမီးရဲ့။တပြေးပြေးမှာအဆောင်ရှိပါတယ်လို့ဆိုနေမှဘာလို့အခုလိုလှုပ်ရလဲ။ပြဿနာတွေတက်ကုန်တော့မှာပဲ။မတက်ပါဘူးအမေရဲ့။ဖျားပန်းကတ်ဖို့ပဲဟောင်း။ မကောင်းတာလောက်တာမှလို့ဟဲ့အဲ့ဒါညီအတွေ့လေညီရခွင်လေးပါလေတောင်းပြီးညှက်တာမှမဟုတ်တာညီအဲ့ဒါလို့လုံးလို့ तू ကကြိုက်မာတယ်လား तू ကြိုက်မကြိုက်မသိဘူးအမေခုတော့ဖျားပန်းလဲဖို့လုံးလိုက်အောင်မေဒီကလေးမှလုံးလိုက်ရင်တော့လေမအေးကိုဘာမှပြောညာမပြောနဲ့ဒေါခင်ကျော်လေတမီဖြစ်သူကိုစိတ်ဆိုးကဒေါသဖြစ်နေမိရော်တယ်ဟဲ့ဘာတန်လဲတမီမသိဘူးအမေအေခေါမူးပေါ်ကတခုခုခုတ်တဲ့အတန်ပဲညာကြီးချိန်မတော် ဘသူရီယာမြငါတို့အိမ်ကိုခဲနဲ့ထုနေလဲမသိဘူးဟမ်အမလေးအမေအေဒီယန်နေကိုပုတ်တဲ့အတမ်းမဲ့အမေတမီးကြောင်လာပြီအေးဟဲ့အရင်နေ့ကဒီလိုမဖြစ်ပါဘူးခုမှဘလို့ဖြစ်ဟမ်တမီးနေလေရရေပင်ကတပင်ညွတ်နေညှက်ပြစ်လိုက်လို့အပင်ဆောက်တဲ့ပုပ်ကူကမကျေနပ်လို့လာလောက်တာများလားဟာအမေရလဲကြောက်နေရတဲ့ကြားတယ်လာပြီးဖျဲချောက်နေပြန်ပြီငါလဲထင်တာပြောတာပေါ့အေးဟမ် အိမ်မောကကျမ်းမရတယောက်ယောက်နင်းနေတဲ့အတံမဲသမီးအမေသမီးမနေရဲတော့ဘူးမနေရဲလို့နေရဖဲသွားမှလဲအตาထိုင်နေစမ်းဒေါခင်ကျော်ရငေါင်းလိုက်မှမယူခံနဲ့အตาငြိမ်ပြီးထိုင်နေလိုက်တယ်အချိန်တော်တော်ကြာတဲ့အထိတဒုံတော့တန်နေကြားနေရတယ်အေခေါမိုးပေါ်ကိုခဲနေတူးတဲ့အတံနေအတော်ကြာမှရက်သွားနေတယ်ပြီးသွားပြီထင်နေသမီးဘာမှထက်မကြားရတော့ဘူးအမေအမေပြောတာများဖြစ်နေမလားမသိဘူးပြောမရဘူးဟုတ်ရင်လည်းဟုတ်နေမှာပဲ။ နေဦးကမစင်မကျင်လောက်တာအောင်တမီးဘလို့လောက်ရမလဲအမေနောက်ရကြရင်တိတပ်ပူဆိုးလာမှာစိုးတယ်အမေလည်းမပြောတတ်သေးဘူးအချင်းလေးကိုကြိလို့ရမှာပဲခုတော့အခန်းထဲဝင်ပြီးအိတ်ကြတာပေါ့ဟုတ်အမေတာမီးနေရအခန်းထဲဝင်လာပြီးဂတိမော်တက်အိတ်လိုက်တယ်နောက်ထပ်မြည်သည့်အတန်များကြားမလဲလို့နားဆွင့်ရင်အိတ်ပျော်သွားကြတော့တယ်မကြေနပ်ဘူးဟဲ့ဟမ်ဘာတူလဲနေရပမာမခန့်နဲ့ငါနေတဲ့ပင်ကိုလာပြီးဖြက်လို့ဖြက်စီးလောက်တာငါ့ကိုစမ်းတာလားဟဲ့ ရှင်ရှင်ရဘသူလဲရှင်ကိုကျမမသိဘူးကျမကိုထက်ပြီးမချောင်းလန့်ပါနဲ့တော့ကျမတောင်းပန်ပါတယ်ငါကတပြေးပြေးမှစောက်တဲ့ဘလူးပဲဟဲ့ရှင်တပြေးပြေးမှစောက်တဲ့ဘလူးဟုတ်လားအေးဟုတ်တယ်နေရခုမှကြောက်နေပြီလားနေမေအတန်တန်တားနေရဲ့ချာငါပင်ကိုလာပြီးဖြက်စည်းပြစ်တယ်လေဒီရောကလည်းကြောင်းမန်းကံမန်းတီအောင်လှုပ်ပြလိုက်တာနေလို့သားမိတော်တော်မှလန့်သွားကြရဲ့လားကျမမသိလို့လုံးမိရပါကျမတောင်းပန်ပါတယ်ရှင် ကျမတို့သားမီးကိုထပ်ပြီးမနှောင်ရှက်ပါနဲ့တော့မချောင်းနဲ့ပါနဲ့တော့ကျမအနူးညူတောင်းပန်ပါတယ်နေတောင်းပန်ချင်ငါ့ကိုဒီလိုမတောင်းပန်နဲ့ငါနေရဲ့တပြေပင်အောက်မှာအမွေးနဲ့သာအစုံနဲ့ငါစားဖို့ထမင်းပွဲတပွဲပြင့်ပေးရမယ်နောက်နောက်ထပ်မလုပ်တော့ပါဘူးလို့ငါ့ကိုဂတိပေးရမယ်ဒါဆိုရင်နေ့ကငါခွင့်လို့ပေးမယ်ဖြစ်စေရပါမယ်ရှင့်ကျမတေချာလုပ်ပြီးတောင်းပန်ပါမယ်ဂတိလဲပေးပါတယ်နောက်မဖြစ်စေရပါဘူးရှင့်တမီးဟဲ့တမီးထဆန်းဘာတွေရောက်နေရလဲဟမ် အမေတမီးဘာဖြစ်တာလဲအဲ့နေရေခင်ရောင်ကတန်းနေထောက်အောင်လို့အမေမှလန့်သွားတာပဲတမီးရဲ့ကြည့်ပါဦးတကူလုံးနဲ့ချွေးတွေရွှဲနေနေရပဲအမေအမေတမီးလေအိမ်မက်မက်တဲ့အစ်လားအိမ်မက်ထဲမှာဘလူးကြီးတကောင်ကတမီးကိုစကားရင်းလာပြောတယ်သူ့ကိုမမြင်ရပေမဲ့သူ့တန်ကြီးကကြောက်စရာကြီးအမေတမီးကိုလာပြီးတောင်းပန်ခိုင်းနေရဲ့အမေဘာလို့တောင်းပန်ခိုင်းတာလဲတမီးညနေကသူ့နေတဲ့အပင်ကိုဖျက်လို့ဖျက်စီးလှုပ်ပြစ်လို့တဲ့ သမီးတို့ကြောက်အောင်ခြောက်လန့်နာတဲ့ပြီးတော့သူနေတဲ့အပင်အမှာအမွေးနဲ့သာအဆုံနဲ့ထမင်းဘွဲတစ်ဘွဲပြင်ဆင်ပြီးနောက်မလုတော့ပါဘူးလို့ဂတိပေးတောင်းပန်ရမယ်တဲ့လေဟွန်းဒါဆိုမတိုးတိုးပြောတာအမှန်ပဲပေါ့ဘာပဲဖြစ်ဖြစ်လူအသက်အနည်းငယ်မဖြစ်တာပဲတော်သေးရဲ့မနေ့ကျရင်သမီးပြောသလိုတပြေပင်အောင်သွားပြီးတောင်းပန်ရမယ်သူ့ဘက်ကလည်းကြေအေးပေးမှာပါဟုတ်အမေသမီးရောတကယ်ကြောက်သွားပြီအမေသမီးမစင်မကျင်လုံးပြီလို့အမေပါထိတ်နှံခဲ့ရတယ်သမီးတောင်းပန်ပါရဲ့အမေ ရပါတယ်တမီးရဲ့တမီးကလူငယ်ပဲအမားတော့ရှိမှာပေါ့ကဲစောသေးတယ်ပြန်အိတ်ကြစို့ဟုတ်အမေမနလေးနာနဲ့ထမင်းပွဲအမွေးနဲ့သားရီနဲ့တပြေပြေအောင်တာမီးနှစ်ယောက်ရောက်လာခဲ့ကြတယ်ဤတပြေပြေမှာစောက်ကြက်နေရဲ့ပုပ်ကိုအောင်ထမင်းပွဲအမွေးနဲ့သားများဖြင့်လာရောက်တောင်းပန်အပ်ပါသည် ကျမတမီးလေးရဲ့အမိုင်အမားကိုကျင်းနှခွင့်လို့ပေးစီလိုပါတယ်ထမင်းပွဲကိုလည်းစိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်ဒီအိမ်နဲ့မိသားစုကိုလည်း ဆောက်ရှောက်ကာဝယ်ပေးပါလို့မြစ်တာရက်ခံပါတယ်။တမီးလေးရဲ့အမားတွေကိုလည်းခွင့်လွှတ်ပေးပါအသိမလူရှင့်။ဒေါခင်ကျွဲလည်းတက်တလောက်မှတ်တလောက်ပြောဆိုပြီးတော့အိမ်ထဲပြန်ဝင်လာခဲ့တော့တယ်။တပြေးပြေးမှနေရဲ့ဘလူးကိုတောင်းပန်လိုက်တဲ့အချိန်မှစပြီးတော့နောက်ထပ်မြေကဲသို့သောချောင်းလန့်ခြင်းအတန်ပေးခြင်းမျိုးတွေမရှိတော့ခြင်း။ဟုတ်ကဲ့ပါရှင်။စာရေးသူအောင်တူကိုရေးသားထားတဲ့တပြေးပြေးစောင့်တဲ့ဘလူးဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇလန်လေးကိုအားပေးခဲ့ကြတဲ့အတွက်လည်း ပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။